စစ်ကောင်စီရဲ့ပထမအကြိမ်အပြည့်ရပြည်တဲ့နေ့မှာပဲလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးပြည်သူနေအိမ်၅လုံးပျက်စီးသွားပါတယ်။တအောင်ပြည်ကြောင်းမဲခရိုင်နောင်ချုံမြို့နယ်အုံမတီရွာမှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဧပြီလ22ရက်နေ့မနက်ပိုင်းမှာအုံမတီကျေးရွာတဲ့ Jet Fighter နဲ့ဘုံနှလုံးလာရောက်ကြေချာတိုက်ခိုက်ခဲ့လို့လူနေအိမ်၅လုံးထိခိုက်ပျက်စီးသွားပါတယ်။စစ်ကောင်စီတပ်ကဧပြီလ2ရက်နေ့တုန်းက ရက်20ကြော်ကြာအပြည့်ရမယ်လို့ကြေညာပြီးနောက်တောင်ပြည်အပါဝင်တနိုင်ငံလုံးဘုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။မိမိထုတ်ပြန်ချက်ကိုပြန်လည်ချိုးဖောက်တဲ့အစ်စ်ကောင်စီတပ်ကဧပြီလကုန်အထိအပြည့်ရထပ်မံကြေညာထားပါတယ်။ဧပြီလ21ရက်နေ့တုန်းကတောက်ခမ်းမြာ900နှစ်တပ်စခန်းအနီးတစ်ဝိုက်မှာအစိမ့်ငွေဘုံအုံပြုပြီး15လုံးလာရောက်ကြေချတိုက်ခိုက်ရမှာတောင်အမျိုးသားလူမျိုးရေးတမတော် TNRA တပ်မတော်သားဆယ်ဦးထပ်မင်းတန်ရရကတောဦးအပြည့်အထံတန်ရရရှိခဲ့ပါတယ်။အစိမ့်ဝေပုံကြောင့်ရဲဘော်အချို့မူဝေရတယ်။အသက်ရှူမြန်ပြီးတော့မအီမတာဖြစ်ပါတယ်။အောက်ဆီဂျင်မလုံလောက်ခြင်း၊မောပန်းခြင်းနှလုံးခုန်နှုံးမြန်ဆန်ခြင်းစတဲ့ဝေဒနာတွေကိုလည်းခံစားရပါတယ်။ဧပြီလ22ရက်နေ့တုန်းကလည်းတအောင်းပြည်နေဆက်ဒေသတွေမှာစစ်ကောင်စီတပ်ကအင်အားဖြည့်တင်ခြင်း ထိုးစစ်စင်တိုက်ခိုက်ခြင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေမှာပုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေပါဗျ။ညီနောင်မဟာမိတ် တုံးဖွဲ့ကငလေဒန်တင့်ပြည်သူတွေစာနာထုတ်ထားတဲ့အနေနဲ့ထိုးစစ်စင်နာတွေမပြုလုပ်ဘဲတလားတာအပြစ်ခတ်ရမယ်လို့ဧပြီလ10ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ဒီမှာလေဘော့စမင်းပါရှင်။အဲဒါနဲ့တောက်ကြမှာမဖြစ်ဘူး။